ယောဂီများအလုံးချိန်15မိနစ်တရားထိုင်မှာဖြစ်ပါတယ်။မိမိတို့ရဲ့ခန္ဓာကိုယ်အရိယပုဂ္ဂိုလ်စိတ်တိုင်းကြ ပြင်လိုက်ပါ။မျိုးသားများကတင်မြေခွေထိုင်ပါ။မျိုးသမီးယောဂီများလည်းတင်မြေခွေထိုင်လို့ကထိုင်နိုင်ပါတယ်။ကြုံကြုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်။တင်မြေခွေထိုင်တဲ့အရိယပုဂ္ဂိုလ်မှာ ဘယ်ဘက်ခြေောက်ကိုအတွင်းကထားညာဘက်ခြေောက်ကိုအပြင်ကထားဒါအများစုထိုင်တာပြောတာဖြစ်ပါတယ်တို့ပညာလဲမိမိတို့အဆင်ပြေသလိုထိုင်နိုင်ပါတယ်တင်နေဝေထိုင်တဲ့ရိယာပုံတိချပြင်ပြီးပြီဆိုရင်ဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်လိုက်ပါဓမ္မထိတ်ထီလို့အစဉ်ပြေရင်ဓမ္မထိတ်လေးနှစ်ခုထိထားလိုက်ပါ ဓမ္မထိတ်နှစ်ခုထီလို့အစင်မပြေရင်လက်ကလေးနှစ်ခုရှက်ထားလိုက်ပါဓမ္မထိတ်နှစ်ခုထီခြင်းမထီခြင်းကအဓိကမဟုတ်ပါဘူးအစင်ပြေသလိုထားလိုက်ပါအရိယဘုဘစိတ်တိုင်းကြပြင်လိုက်ပါဒီမြေခွေထိုင်တဲ့အရိယဘုစိတ်တိုင်းကြပြင်ပြီးပြီဆိုရင်ခါကလေးပုံမှန်ထားလိုက်ပါ တရားထိုင်ပါပြီဆိုမှခါချင်းဆွတ်ဆန်တာမျိုးမလုပ်ပါနဲ့ဥဇုံကာယံပဏိဒာယခါကလေးကိုဖြောင့်မှန်စွာထားလိုက်ပါ ကောင်းရှင်မဟုတ်စေနဲ့ကောင်းရှင်ငုတ်ရင်နှောက်ကြောတွေတက်ပြီးတော့နိုင်တတ်ပါတယ်ကောင်းတော့မလန်စေနဲ့ကောင်းနောက်လန်ရင်လေကိုယ်ခန္ဓာကိုမနိုင်ပဲ လဲကြတတ်ပါれမျက်စိကိုဈေးငယ်များမိတ်ပါဘာလို့မျက်စိကိုဈေးငယ်များမိတ်ခိုင်းတယ်လဲဆိုရင်အယောင်အဆင်းအလင်းတွေဝင်มาဆိုလိုပါမျက်စိထဲမှာအယောင်အဆင်းလင်းတွေဝင်ရင်အာယုန်တွေထွေပြတတ်ပါပြန်ပြောပါမယ်တင်မြင်ခွေထိုင်ပါလေပဲလက်ပေါ်ညာဘက်လက်ကလေးတင်ပါခါကလေးပုံမှန်ထားပါခေါင်းရှည်မငုပ်စေနဲ့ ခေါင်းနှောက်မလန်စေနဲ့မျက်စိကိုဇင်းငယ်မြမိတ်ပါမိမိရဲ့ခန္ဓာကိုအနေထားအချိုးစားပုံစံကြောက်တော်ပြီဆိုရင်နာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည့်ပါအာယုံတပါစိတ်မတော်စေနဲ့နာသီဝလေးလေးတို့ဒီဝင်ဝင်သွားတဲ့သဘော နာဒီဝလေးလေးတို့ထိထွက်ရင်ထွက်သွားတဲ့သဘောဒီသဘောလေးဟာအထင်အရှားရှိနေပါတယ်မိမိတို့လောကထဲမှာယုံကံသွာလာရှာဖွေနေတော့ငါဝင်လေးရှိမှမသိထွက်လေးရှိမှမသိဝင်လေးဖြစ်မှမသိထွက်လေးဖြစ်မှမသိဝင်လေးထွက်လေးရှိမှ ဖြစ်မှဘာလို့မသိတာလဲဆိုတတိလွတ်နေလို့ လောကလယ်မှာတော့လာယောဂန်ရှောက်ပွင့်နေတော့တတိယလွတ်နေတယ်ဘလို့လွတ်နေတယ်လဲဆိုရင်လူချင်းတဲ့လောဘနဲ့ရှောက်ပွင့်နေကြတယ်မကျေနပ်တဲ့ဒေါသနဲ့ရှောက်ပွင့်နေကြတယ်တွေ့ဝေတက်တဲ့မောဟနဲ့ရှောက်ပွင့်နေကြတယ်အဲဒါလောကနယ်မှာပုံမှန်ယက်တီတော့လာနေတော့ဝင်လေထွက်လေကိုရှိမှဖြစ်မှကောင်းကောင်းမသိကြဘူး ။ဘာဖြစ်လို့လဲဆိုရင်ပတိလွတ်နေလို့။ခုကြည်စမ်းမိမိတို့ရဲ့ခန္ဓာကိုယ်ရိယာပုံကြီးကို ကမ္မထံအာယုံပေါ်တင်လိုက်တော့နာဒီဝနှခမ်းဖြားမှာလေကလေးတို့ထိဝင်သွားတယ်။လေကလေးတို့ထိထွက်သွားတယ်။ဒီသဘောလေးကိုသေသေးချာချာသိကွင်းရပါတယ်။နာဒီဆိုနာဒီဝနှခမ်းဖြားမှာလေကလေးဝင်သွားတဲ့သဘောလေကလေးထွက်သွားတဲ့သဘော ။ဘာကြောင့်တီးခွင့်ရတယ်လဲဆိုရင်တတိနဲ့ကြည်လို့တီးခွင့်ရတာ။ကိုယောဂီတို့လက်တွေ့ကြကြအာနာပါနဆိုတဲ့ဝင်လေထွက်လေကို ရှုမှတ်ခွင့်ရနေပါပြီ။တတိထားပါ။တတိမလုပ်ပါစေနဲ့။အာယုံတပါစိတ်မသွာစေနဲ့။ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာ အတွေးတွေမလာစေနဲ့အဆွေးတွေမလာစေနဲ့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာစိတ်ဟိုရောက်တရောက်မရောက်စေနဲ့စိတ်ဟိုပြေးဒီပြေးမပြေးစေနဲ့တတိနဲ့ထိန်ထားလိုက်ပါနာဒီဝလေးလေးတို့ထီဝင်ရင်ဝင်သွားတဲ့သဘောနာဒီဝလေးကလေးတို့ထီထွက်ရင် ထွက်သွားတဲ့သဘောဒီသဘောလေးကအထင်ရှားရှိနေပါတယ် ယောဂီတို့တွေအသက်ရှင်နေသူရဲ့ဝင်လေထွက်လေတစုံဟာအထင်အရှားရှိနေပါတယ်။ငကိုရှိပြီးသားဝင်လေထွက်လေကလေးငကိုဖြစ်ပြီးသားဝင်လေထွက်လေကလေးကိုတတိထားပြီးတော့ကြည့်လိုက်ပါ။ဝင်လေထွက်လေလေးကိုတတိထားပြီးကြည့်နေတာတမသတိမကင်လို့ခေါ်ပါတယ်။ဝင်လေထွက်လေပေါ်မှာအာယုံဆိုင်နေတာလုံလပြုတ်နေတာ တမဝါယမမကင်လို့ခေါ်ပါတယ်။အာယုံတစ်ပါးစိတ်မသွောအောင်ထိမ့်သိမ့်သိမ့်သိမ့်ရှုမှတ်နေတာကိုတမတမတိမကင်လို့ခေါ်ပါတယ်။ယောဂီတို့ဝင်နေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာတမတတိတမဝါယမတမတမတိဆိုတဲ့တမရီမကင်၃ပါး1 10မှာဂိတ်နေပါတယ်။ တံပိုးရှိလိုက်တာတခြားချိန်တွေမှာဆိုရင်ဓမ္မတတိဓမ္မဝါယမဓမ္မတမတိဝန်တဲ့ကိန်ဖို့နေနေတာဒါခန္ဓာထဲမှာဝင်ရောက်ခွင့်တော့မရှိဘူးတဲ့ကုမိမိတို့ရဲ့ခန္ဓာကိုယ်ကြီးကို ကမ္မထာအာယုံပေါ်တင်လိုက်မှဩနာဒီဝလေးလေးတို့ထိဝင်သွားတယ်နာဒီဝလေးလေးတို့ထိထွက်သွားတယ် ်ဒီသဘောလေးကိုထင်ထင်ရှားရှားသိခွင့်ရပါတယ်တတိထားပါတတိမလွတ်ပါစေနဲ့အာယုံတပါစိတ်မသွားစေနဲ့ရှောဂီတို့ငကိုရှိပြီးသားဝင်လေထွက်လေလေးကိုပဲတတိကပ်ပြီးတော့ရှုမှတ်ရတာပါဝိပဿနာအစဝင်လေထွက်လေကား ဝင်လေထွက်လေလေးကိုသီးနဲ့ရှုမှတ်နေရင်တဖြည်းဖြည်းနဲ့ပညာပရမကွဲလာမယ်ရှုံ့နံကွဲလာမယ်မရှိတရားနဲ့အရှိတရားကွဲလာမယ်ဩဝင်လေထွက်လေဆိုတာရုပ်တရားပါလားဝင်လေထွက်လေရှိမှန်းသိတဲ့စိတ်ကလေးကနံတရားပါလား ရှုရင်မှန်ရင်ရှုရင်မှန်ရင်နဲ့ယုံနာသဘောတွေကိုကောင်းကောင်းသိလာပါတယ်။ယောဂီတို့လက်တွေ့ကြကြရှုမှတ်နေတာပဲ။နာဒီဝလေးလေးတို့တီဝင်သွားတယ်။ဟောယုတ်တရားလေးပဲ။နာဒီဝလေးလေးတို့တီထွက်သွားတယ်။ဟောယုတ်တရားလေးပဲ။ဟောဒုက္ခန္တာမှာမွန်လီထွက်တဲ့ကစုံရှိနေပါလားလို့သိလိုက်တဲ့စိတ်ကလေးကနန္တရာယုတ်တရားနဲ့ နန္တရာဩတော့ကြောင့်မိမမရှိပါလားပုဂ္ဂိုလ်တ attva မရှိပါလားငါတွေသူတွေမရှိပါလားတကယ်ရှိကယုံနဲ့နံပါလားချုပ်ပြီးတော့တတွေ့ကြကြရှုမှတ်တော့ယုံနံ꽌လာပြီအရှိတရားကိုသိလာပရမတရားကိုသိလာအရှိကယုံနံအဲ့ဒီယုံနံပရမတရားပဲအဲ့ဒီယုံနံရှိတဲ့တရားပဲ သဘောတရားတွေကိုနားလည်လာပြီတရားသဘောတွေကိုနားလည်လာပြီအာမရှိ သူမရှိယောက်ျားမိန်းမမရှိ ပုဂ္ဂိုလ်တ attva မရှိ အရှိရယုံနဲ့နံယုတ်တိပရမတ်သဘောနန္တိပရမတ်သဘောဟောဒါအရှိတရားတွေပဲကဲဒီယုံနံဆိုတဲ့အရှိတရားပရမတ်ဆိုတဲ့အရှိတရားတွေဘယ်သဘောရှိလဲဆိုတာတော့ခန္ဓာဘက်ကိုညာလှည့်ပြီးတော့ကြည့်လိုက်ပါ ကဲရောက်ပြီးတော့ရှုမှတ်လာတာရှုမှတ်ရင်ရှုမှတ်ရင်လည်း7မိနစ်ကျော်လာပြီ7မိနစ်ကျော်လာပြီဆိုတော့ခန္ဓာကိုယ်ကတင်ပါတွေပုံမယ်တချို့ထိုင်တာချိုးမကြရင်ခြေပြားတွေကျင်မယ်တချို့ထိုင်တာအဆင်မပြေရင်ခြေစလုံးတွေထုံမယ်ဒါဘဒူရဲ့သဘောလေးဆိုခန္ဓာရဲ့သဘောလေးပဲ ကယ်ရှိကဝင်လေထွက်လေကိုသတိနဲ့ရှုမှတ်တော့ယုံနံ क्वे ခဲ့ပြီအရှိယုံနံကိုတိပြီးတော့ကိုခန္ဓာဘက်ကိုညာလှည့်ကြည့်တော့မယ်ယောဂီရခန္ဓာကြီးကတခြားဘာမှမပြပါဘူးတရားတွေပဲပြပါလိမ့်မယ်ဘယ်လိုတရားတွေပြမလဲနားတဲ့သဘောကျင်တဲ့သဘောပူတဲ့သဘောစူးတဲ့သဘောအောင်းတဲ့သဘောမခံတာတဲ့သဘော ပြင်းထန်တဲ့သဘောတွေ ဒေကပြမှာလဲဆိုခန္ဓာကပြမှာဘယ်နဲ့ကြည့်မလဲညာနဲ့ကြည့်မယ်ကေယောဂီရွှေမှန်ရင်နဲ့အာထုတ်ရင်နဲ့ယောဂီတွေရဲ့ခန္ဓာကိုယ်ကြီးကတရားသဘောတွေပြလာတယ်တချို့ကတင်ပါးတွေပူတယ်နောက်ကညာနဲ့ကြည့်လိုက်ပူတာဘယ်လိုလဲဘယ်လိုပူတာလဲပူတဲ့သဘောကဘယ်လိုလဲတချို့ကကျင်လာမယ် နောက်ကညာနဲ့ကြည်လိုက်ပေါ့ကျင်နာဘလို့လဲဘလို့ကျင်နာလဲကျင်တဲ့သဘောကဘလို့လဲအကျိုးအချီတော့နေထုံလာမယ်နောက်ကညာနဲ့ကြည်လိုက်ပေါ့ထုံနာဘလို့လဲဘလို့ထုံနာလဲထုံတဲ့သဘောကဘလို့လဲကိုယ်ခန္ဓာကိုကိုညာနဲ့ကြည်ရင်ကိုကိုယ်တိုင်းသိရမှာပေါ့ခန္ဓာရခေါ်နေတဲ့အေဟိလာလက်ပတ္တရှုလက်တန်ဒိဋ္ဌိကော ကိုကိုတိုင်းမြင်လိမ့်မယ်။ဘာရီမြင်မလဲဆိုအနိစ္စမငြဲတဲ့သဘောဒုက္ခဆင်းရဲတဲ့သဘောအနတ္တငါမပိုင်တဲ့သဘောအတုပမတင့်တယ်တဲ့သဘောအနိစ္စဒုက္ခအနတ္တအတုပလို့ပြောနေပေမဲ့ဖြစ်ပြီးတော့ပြတ်သွားတာပဲ။ဒါကဘယ်သူနဲ့မြင်အောင်ကြည့်မလဲ။ဉာဏ်နဲ့မြင်အောင်ကြည့်မယ်။ခုယောဂီတို့လက်တွေ့ကြကြရှုနေတာပဲ။ လက်တွေ့ကြကြရှုတော့ကိုယ်တိုင်းသိခွင့်ရတော့ပေါ့ဘယ်လိုနဲ့ယဉ်ပြီးရှုတယ်လဲဆိုခန္ဓာနဲ့ယဉ်ပြီးရှုကြတဲ့ချိုတင်ပါတွေပူလာပြီးကျင်လာပြီးတရားလုံးလုံးမထိုင်ဘူးဆိုရင်7မိနစ်ကြော်တာနဲ့သိတာကျင်လာတယ်ထုံလာတယ်ပူလာတယ်ဆုလာတယ်အောင်လာတယ်တချို့ကခြေပြားလေးတွေကျင်တယ်တချို့ကတင်ပါပူတယ်တချို့ကခါးတွေအောင်တယ် တချို့ကနောက်ကြောတွေတင်းတယ်တချို့ကခေါင်းတွေလေးတယ်ဒါခန္ဓာရဲ့သဘောတွေပဲဟောတို့အလကားထိုင်နေတော့ဒါတွေရှိတယ်လို့မသိဘူးအခုဘာလို့သိလဲတရားသဘောလေးတရားသဘောနဲ့အလုံးလုံးကြည့်ရခန္ဓာရဲ့သဘောတွေကိုမြင်တာပေါ့ဟောတရားတရားဆိုလို့ဘယ်မှာရှားတယ်အောင်းမိတယ်ခန္ဓာထဲမှာရှိတာကို ဒါကြောင့်ပြောတာပေါ့တရားရှာခန္ဓာမှာတွေ့ခန္ဓာထဲမှာဘာတွေရှိလဲတရားတွေပဲရှိ အနိစ္စတရားဒုက္ခတရားနတ္တတရားအတုပတရားဖြစ်ခြင်းပြည့်ခြင်းတရားဒီတရားတွေပဲမှာရှိလေခန္ဓာထဲမှာရှိဒါကိုဘယ်သူနဲ့ကြည့်မလဲဉာဏ်နဲ့ကြည့်ရတယ်ကြည့်လိုက်ပေါ့ ကိုယ်ခန္ဓာကိုကိုယ်ညာနဲ့အကြည့်တာပဲ။ဘာတွေတွေ့မလဲ။အိိဆာနမြဲတဲ့သဘောတွေတွေ့မယ်။ဒုက္ခဆင်းရဲတဲ့သဘောတွေတွေ့မယ်။အနတ္တငါမပိုင်တဲ့သဘောတွေတွေ့မယ်။အတုပမတင့်တဲတဲ့သဘောတွေတွေ့မယ်။ဆက်ရှုလိုက်ပေါ့။ဖြစ်ချင်းပြက်ချင်းသဘောတွေတွေ့မယ်။ကိုယ်ခန္ဓာကိုကိုယ်ညာနဲ့ကြည့်တာပဲ။တတိထာဝရိယဆိုင်ပညာနဲ့စောင့်ကြည့်ပါ။ သတိထားဝရိယစိုက်ပညာနဲ့စောင့်ကြည့်ပါကျော်ဗီဒိုရဲ့ခန္ဓာကြီးကဝေဒနာတံဖောက်ပြန်မှုတွေတစ်ခုပြီးတစ်ခုပြနေတယ်။နောက်ကညာငါလည်းတစ်ချက်ပြီးတစ်ချက်မိအောင်ကြည့်။ခန္ဓာသဘောပဲ။ကိုဉာဏ်နဲ့ကြည့်ရတယ်။ဉာဏ်ဆိုတာငှားရမှာမဟုတ်တဲ့ နေစာဗတဲ့မှာရှိခန္ဓာထဲမှာရှိ နောက်ကကြည့်တဲ့ညာလည်းဗတဲ့မှာရှိခန္ဓာထဲမှာရှိဒုက္ခဗတဲ့မှာရှိခန္ဓာထဲမှာရှိနောက်ကကြည့်တဲ့ညာလည်းဗတဲ့မှာရှိခန္ဓာထဲမှာရှိ အနာတဗတဲ့မှာရှိခန္ဓာထဲမှာရှိနောက်ကကြည့်တဲ့ညာလည်းဗတဲ့မှာရှိခန္ဓာထဲမှာရှိအတုဘဗတဲ့မှာရှိခန္ဓာထဲမှာရှိနောက်ကကြည့်တဲ့ညာလည်းဗတဲ့မှာရှိခန္ဓာထဲမှာရှိ ပုတ်ပြီးဖြစ်ချင်းပြက်ချင်းဘယ်ထဲမှာရှိလဲခန္ဓာထဲမှာရှိနောက်ကကြည်တဲ့ဉာဏ်လည်းဘယ်ထဲမှာရှိလဲခန္ဓာထဲမှာရှိတယ်တတိထာဝရိယစတ်ပညာနဲ့စောင့်ကြည့်ပါကျော်ကြီးတို့အချိန်15မိနစ်ပြည့်ကနေပါပြီတည်ထားပြီးတော့ကြည်လိုက်ပါ ဝရိယဆက်ပြီးတော့ကြည်လိုက်ပါညာဦးစီးပြီးတော့ကြည်လိုက်ပါတတိထတတိမလွတ်ပါစေနဲ့ချိန်နိုင်ငယ်တွင်မှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းနဲ့စိတ်ကလေးကအနန္တရားတရားချဖို့ပြင်လိုက်ဆင်လိုက်တဲ့ ခန္ဓာကိုယ်အနေထားကယုတ်တရားယုတ်တရားကလည်းဖြစ်ပြီးတော့ပြည့်နန္တရားကလည်းဖြစ်ပြီးတော့ပြည့်ဤကိုယ်ရမောတခုရဲသောတရားယုံနံတစုံသည်ဖြစ်ပြီးတော့ပြည့်နေပါလားလို့ဉာဏ်တခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စီပြီးမှတရားချလို့ရပါပြီ တရားချတဲ့အခါမှာမိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးဖြုတ်ပါတရားဆိုတာနုညံ့နေတရားဆိုတာတိမ်မွေးတယ်ယောဂီအလုံးအချိန်စေပြီးမှတရားချလို့ရပါပြီ